မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ media channel ကနေ November 20ရက်နေ့အတွက်နောက်ဆုံးရနှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Chronicle မယူပဲကစေးကုံမိသားစုရဲ့ချွေးမဝင်လုံးမီလို့ honeymoon အောင်မထွက်နိုင်ပေအလုပ်တွေပြန်လုပ်နေရတဲ့စုပြေတဲ့တဲ့လူချမ်းမလို့တရားတင်ဆိုရင်တားကိုအရာမသွင်းနာလားဆိုပြီးရုပ်ရှင်လောကတစ်ခုလုံးကိုစိန်ခေါ်လိုက်တဲ့မိုးဆက်တဲ့တဲ့ကြည့်ရှုတဲ့ရန်ကိုတိန်းတောင်းတဲ့အင်ကြီးမဲပေါက်ပေးမဲ့အေတင်ကိုရင်ပရဟိတလူပွဲတဲ့တဲ့ မုံငုံခုလိုချောင်းရင်ချောင်းမင်္ဂလာပွဲမှာမလောင်ပညာပြလိုက်တယ်ဆိုပြီးထင်ကြီးပေးနေကြတဲ့မိတ်ကက်ခင်ဆောင်ဝင်တဲ့ရှိသမျှအားလုံးတို့ကမင်္ဂလာဆောင်ပြီးမှမွေသွားလို့ဟန်နီမွန်မထွက်နိုင်ပေငွေရှာနေကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွဲတဲ့တင်မဲ့ဖြစ်ပါရဲ့ရှင်ခရိုနီကိုမီယူပဲကက်စီကုံမိသားစုရဲ့ချွေးမဝင်လုံးပြီးလို့ဟန်နီမွန်တော့မထွက်နိုင်ပေမင်္ဂလာဆောင်ပြီးပြီးချင်းအလုပ်တွေပြန်လုပ်နေရတယ်ဆိုပြီး ငယ်စဉ်ဆုံးတွဲကချင်းချိတ်တဲ့မင်္ဂလာပွဲကြီးတွေကို၆ပွဲတော့ကျင်းပတာကြောင့်မို့လို့ရောက်ကမာတွေကရန်ကိုရန်ရောပြီးတော့ငွေသုံးရတာမနှမျောဘူးလို့လူတွေအားလုံးကထင်နေကြတာပါတကယ်တမ်းကျတော့အဲ့ဒါတွေကအမှားတွေပဲဖြစ်ပါတယ်သမီးစားဖြစ်လာတဲ့အချိန်၆နှစ်လုံးလုံးမှာစုပြစ်ကဟင်းဝီယန်တို့မိသားစုရဲ့ကက်ဆင်းနေမှုတွေကိုသိမြင်လာတာကြောင့်မို့လို့မင်္ဂလာဆောင်မှာသူမရဲ့စိတ်ကြိုက်မဖြစ်မှစိုးရိမ်လာခဲ့တဲ့အတွက်ကိုပစံတဲ့ကုံချိန်ချိန်တဲ့မင်္ဂလာဆောင်မှုအတွက်ငွေတွေကျုပ်စုခင်ရပါတယ်။ ယောက်မဖြစ်သူကတော့မင်းကလေးဘက်ကတပြားမှအကုန်ခံရတာမရှိပါဘူးလို့အများရှိမှဟန်ဆောင်ပြောခဲ့ပူပါတယ်။ဟိဝင်းရင်ရဲ့အမေဟာတားဖြစ်သူရဲ့အိမ်ကိုငပိရီကျူချက်ဖို့ပြီးမယ်လို့တော့အင်တာဗျူးမှာဖြေခဲ့ပူပါတယ်။ဒါကြောင့်မို့လို့သူတို့မိသားစုကတပြားကိုနှပြားလို့ခွာပြီးတော့ငပိရီနဲ့ထမင်းစာကပတ်စံစုခဲ့လို့အခုလိုမျိုးချမ်းသာနေတာလားလို့တော့လူတွေကထင်ကြီးပြေကုန်ကြပါတယ်။ဟိဝင်းရင်တို့ကမချမ်းသာတာမဟုတ်ပါဘူး။ချမ်းသာပြီးတော့ကက်စီးကုတ်တာပါ။ ဒါကြောင့်မို့လို့မင်္ဂလာဆောင်ပြီးတာတော့ငယ်စဉ်ဆုံးတွဲကွန်ဟန်နီမွန်အနေနဲ့ခီးလေးတွေထွက်ခိုင်းတာမျိုးမပြုလုပ်ပေအတင်းကရောငွေတွေရှာခိုင်းနေပြီဖြစ်ပါတယ်ဟင်းဝီယံကိုရန်ကလည်းပြိတက်တူတည်ကြတဲ့အတိုင်းမမပွိုင်းဖြစ်နေတာကြောင့်သူမီစကားတစ်ခွန်းစုတစ်ခွန်းပါပဲ။ဒါကြောင့်မို့လို့ပူပူနွေ့နွေ့မင်္ဂလာဆောင်ပြီးတာတပတ်မပြေခင်ပါပဲ။အလုပ်တွေကိုပြန်လက်ခံပြီးတော့ပတ်စံရှာဖို့အတွက်ပွဲတွေတက်လာရပြီပဲဖြစ်ပါတယ်။ ဒါပြင်နောက်ထပ်အတွင်းသတင်းတစ်ခုထပ်ပေါ်လာတာကဟေဝီယန်ဟာစုပြစ်ကိုအများလူချမ်းမိုးလုံးတရားတင်ဆိုရင်တားကိုအရှာမသွင်းတာလားဆိုပြီး ရုပ်ရှင်လောကတစ်ခုလုံးကိုစိန်ခေါ်လိုက်တဲ့မိုးဆက်အနုပညာလောကရဲ့မျက်နှာကြီးဟာဟင်ပတ်ပါပုံတွေအကြောင်းကိုလုံးဝသိမခံနိုင်တော့တဲ့ဒီလူကတော့တရားတင်ဆိုရဲ့တာအပေါ်မှာဝိုင်းဝန်းဖယ်ချင်ထားကြတဲ့မင်းသားမင်းသမီးတွေရဲ့လုံရက်ကိုထုတ်ပြောလာခဲ့ပါတယ်။ ဒီလူရဲ့နာမည်ကတော့မိုးဆက်ဖြစ်ပြီးလူချမ်းဖခင်ကြီးစုံပါပြီးနောက်မှာအမှုပညာလောကတွေကိုဝင်တိုးဖို့ကြိုးစားနေရှာတဲ့ကလေးတူကိုနာမည်ကြီးမင်းသားမင်းသမီးတွေကိုရင်ကပြစ်ပယ်ထားကြကြောင်းမခံချင်စိတ်နဲ့ဂျားရီကဝင်ပြောပြီးခင်တာပါဒီလိုပြောရလောက်အောင်လဲနေပရိသတ်တင်ရဲ့အားပေးမှုကိုအခိုင်မာရရှိခင်ဘူးတဲ့မင်းသားကြီးတရားတင်ဆိုရင်မျက်နှာကိုမှအာမနာဘယ်မင်းသားမင်းသမီးကမှတားပြစ်သူရဲ့ရဟန်းခံရှင်းပြပွဲကိုမလာခဲ့ကြတာဖြစ်ပါလေ မသိလို့မလာရင်ထအောင်အခုတကူးတကဖိတ်စာရီနဲ့လိုက်ဖိတ်ထားတာတောင် အဖက်မလုပ်ကြတာမို့လို့လေကြားတဲ့ကနေမိုးစက်ကပောက်ကွဲခဲ့ပြီအခုလိုမီဒီယာတွေရှိမှလူသိထင်ရှားထုတ်ပြောနေတာပါဒီအကြောင်းကိုမိုးစက်ကတကယ်ဆိုဒီလူကမင်းသားမင်းသမီးတွေ celebrity တွေဆက်ရောက်အရောက်နှစိမ့်အိုးစီဘုံမောင်းတွေနဲ့အ ਨੇ ဆုံးတော့ဖြစ်ရမှာတေးသေးချာချာလေးလိုက်ဖိတ်ထားတဲ့အတွက်ဖြစ်စီခြင်းမိတဲ့ feeling လည်းရှိတယ် ဒါပေမဲ့အခုဆိုရုပ်ရှင်ဘက်ကလူတွေတယောက်မှမတွေ့ရဘူးကိုလူကျော်ဘက်ကဘယ်နှယောက်ဇက်ပုစိမ့်ရန်ကဘယ်နှယောက်မင်းသားမင်းသမီးကဘယ်နှယောက်အနည်းဆုံး၅ယောက်လောက်လာရင်တောင်ကျေနပ်မိမှာပါငကိုကလေးကရုပ်ရှင်အတိုင်းပိုင်းဆိုတော့ပတ်စံရှိတဲ့လူနာကလိုက်အခွင့်ရရင်ဖောက်ပြန်လိုက်နမေကြည့်ရှုသူရန်ကိုတိန်းနှောင်းတဲ့အင်ကြီးမဲပေါက်ပြီးမဲ့အေတင်ကိုရဲ့ပရဟိတလူပွဲ အေတင်ကိုကသူမရဲ့ live ကိုကြည့်ရှုသူတွေပုံမဲဖောက်ပေးမဲ့3000တန်အင်ဂျီကိစ္စကိုလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့ကြည်ယုံနဲ့မဲပေါက်မှာတော့မဟုတ်ဘဲသူမ live ကိုဝင်ကြည့်ပြီးနှကန်းနေဝဲတဲ့သူပဲ3000တန်အင်ဂျီကို ပိုင်ဆိုင်ခွင့်ရမှာပါ။ဒါပေမဲ့နှကန်းနေရဲ့တန်ကြီးကတော့အင်မတန်ကိုစေးကြည့်ပြီးတချောင်းကိုတသိန်းခွဲလို့သိရပါဗျ။မတက်နိုင်တဲ့သူတွေကနှကန်းနေတချောင်းကိုကြက်တသိန်းခွဲနဲ့ 6နရစ်ချဝယ်ယူခွင့်ရှိပါတယ်။ဒါကြောင့်ပစံအလုံးသွင်းပြီးမှနှကန်းနီရှာမကိုတည်တည်ချင်းနေ။သူမစီကရုံရုံကြီးကြီးလာဝယ်တဲ့လူတွေကိုအေတင်ကောကပြန်လဲပြီးတိန်းနှောင်းတဲ့အင်ကြီးမဲဖောက်ပေးမိလို့ညင်ညာခဲ့တာဖြစ်ပါတယ်။ဒီမလုံကဝယ်သူထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့တယ်လို့ရပ်ပေါင်း40အတွင်းမှာနှကန်းနီတောင်ပေါင်း6500ရောင်းထွက်ခဲ့ပြီလို့လည်းသိရပါဗျ။ ါပေမဲ့လည်းငကူကလေးကသူ့ထက်နမဲကြည့်ရင် လုံးဝမကြိုက်တဲ့အမ်မွန်တင်းဆိုရင်အားလုံးသိပြီးသားဒီမိန်းမကြီးကအေတင်ကိုကိုထဲထိုးနှံလိုက်ပါတယ်။လူပေါင်း6500ကိုရောင်းပြီးလို့3900ကျော်ရနေပြီ။ရောင်းအားတွေဒီလောက်တက်နေတာတော့ဘာလို့ခုထိကန်ဆယ်မဲမဖောက်ပြီးသေးတာလဲဆိုပြီးရောင်းကောင်းရှောက်ပြောနေတာပဲလို့ဆိုလိုက်ပါတယ်။ဒီလိုပြောခံရတဲ့အခါအေတင်ကိုကလည်းငြိမ်မခံခဲ့ပါဘူး။ သူမက အမ်မတင်းရဲ့စိတ်ရွှေ့ရတဲ့နာလုံငန်းကိုတိုင်းရိုက်ပြတ်မှတ်ထားပြီးပြန်လေတုံ့ပြန်စိန်ခေါ်လိုက်ပါတယ်။မမတင်းရောင်းနေတဲ့စိတ်နဲ့ရွှေတွေစက်သုံးပဲပြေးပါတယ်လို့အာမခံထားတာကိုငါစစ်ဆေးကြည့်မယ်။မပြေခင်တော့66နဲ့အထဲဝင်ဖို့ပြင်ထားဆိုပြီးချိန်ဝါခဲ့ပါတယ်။လက်ရှိမှာတော့သူတို့နှစ်ယောက်ရဲ့ပြဿနာနဲ့ပတ်သက်ပြီးပြည်သက်တွေကဟိုဘက်ပွဲသွားကြည့်လိုက်ဒီဘက်ပါတင်မလဲကြည့်လိုက်နဲ့အလုံများနေကြတယ်လို့သိရပါတယ်။ ကြည့်ရှုသူတွေကတရားဆိုရင်ဒီနိုဝင်ဘာမှာပွဲရင်များတယ် host တော့လောက်ပါအောင်ဆိုရဲပွဲတစ်ခုတောင်ပြီးသွားတာမကြသေးဘူးစိုးပြစ်တစင်တို့ကလည်းလင်းယူလို့မပြီးနိုင်တော့ဘူးဘာပြဿနာများထဖြစ်မလဲဆိုပြီးပွဲဆောင်ကြည့်ရင်လည်းအခုကောင်းကောင်းမအိပ်ရသေးပဲနောက်ထပ်တပွဲလာပြန်ပြီနှကန်းนี่လည်းမဝင်နိုင်ပါဘူးရွှေလည်းမဝင်နိုင်ပါဘူးဒါပေမဲ့ကိုနဲ့မဆိုင်လေသူများကိစ္စတွေလည်းကြည့်ရတာဝါသနာဖြစ်နေပါပဲမြမပြည်ကြီးမှနေရတာအယမ်းပျော်ပါတယ် နှကန်းနီရရွှေရောကောင်းချင်းဆိုင်ပြီးတည်ရှင်းကြပါလို့မြှောက်ပေးခဲ့ပါတယ်။ပရိသတ်ချင်းရရောအီတင်ကိုရဲ့နှကန်းနီကိစ္စဘလို့ဆုံးသက်မလဲဆိုရနဲ့အမ်မွန်တင်းရဲ့ရွှေနဲ့စိန်နေခါရောအရေးသွေးစမန်ရင်လားဆိုရမိမိထင်တယ်လို့လေးကွန်မန့်မှာရှင်းခဲ့ပေးကြပါအောင်နော်။ပွဲမသိသေးတဲ့တခြားသူတွေလည်းအရေးပြန်အောင်ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ကြပါအောင်ရှင်။ မုံငုတ်ခုလိုကြောင်ရင်ကြောင်မင်္ဂလာပွဲမှာမလောက်ပညာပြလိုက်ပြီဆိုပြီးထင်ကြီးပေးခံနေရတဲ့မိတ်ကက်ခင်ဆန်ဝင်အကြောင်းရင်းတစ်ခုကြောင့်တို့သမီးလေးမုံကိုမင်္ဂလာပွဲမှာမလာမပပြင်ဆင်ပြီးပညာပြလိုက်တာဆိုပြီးလူပြောများနေတာကမိတ်ကက်ခင်ဆန်ဝင်မှာ အလုံးသိထားကြတဲ့ဒိုင်းခုရပိုင်းမှာတော့ MRT4 ရုပ်တံဇလန်တွေ့ရင်းနဲ့နာမည်ကြီးလာတဲ့တရုတ်ဆောင်မင်းသမီးလေးမုံဟာအခုရပိုင်းမှာရုတ်တရက်ချက်ချင်းဆိုသလိုမင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်။တချို့သောတတိယမုံရဲ့ချက်သူဟာသူစနီလောင်လေးကိုငွေသိန်းနှစ်တောင်ကျော်စိန်သုံးစင်စာကာငါစီတိုင်နှလုံးနဲ့တင်တောင်းခဲ့တယ်လို့ပြောကြတာပါ။ဒါကြောင့်လည်းအလုံးကအားကျနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမုံနဲ့ပတ်သက်တဲ့မကောင်းတဲ့တဲ့င်ကောလာဟာလာတွေကလည်းထွက်နေတာပါ။ အနာကတော့တိရုပ်ဆောင်မုံလက်ထပ်လိုက်တဲ့ချက်သူဟာလူပြိုလူလွတ်မဟုတ်ပေပထမအိမ်တောင်ရှိချောင်းတည်င်းနေထွက်လာတာပါဒီကိစ္စနဲ့ပတ်သက်လို့မုံရဲ့မိကက်ဆရာမပြိုင်းကတော့မုံကဒီလိုမျိုးအိမ်တောင်ရှိတဲ့ယောက်ျားနဲ့လက်ထပ်တာမဟုတ်ကြောင်းနှစ်ယောက်စလုံးကလူပြိုကြီးအပြိုကြီးတွေဖြစ်ကလက်မတက်ခင်အတူတူတောင်မနေပေနှစ်တည်းအကြကြီးချစ်ပြီးမှလက်ထပ်တာပါဆိုပြီးပြောထားတာပါဒါပေမဲ့လိုင်းပေါ်မှာတော့အရှင်တို့ကမင်္ဂလာဖိတ်စာကပြန့်နေနေတာပါ ဒီလိုချိန်လူပြောများနေတာကမင်္ဂလာပွဲနေ့ကမုံရဲ့ပုံစံမှာတခြားသောမင်းသမီးတွေရဲ့မင်္ဂလာဆောင်ဆိုရင်အရန်ကိုကြည့်လို့မော့အောင်လှနေပေမယ့်တရုတ်ဆောင်မုံကတော့မင်္ဂလာပွဲနေ့မှာမလှမပဖြစ်နေတာပါအထူးသဖြင့်တေယုတ်ဆောင်မုံရဲ့မျက်နှာမှာမိကပ်ဟာဘဲနဲ့ညာမညီပဲတချမ်းကမိကပ်ပါပြီးတချမ်းကမိကပ်မပါတယ်လို့ဖြစ်နေတာပါမုံရဲ့မင်္ဂလာပွဲမှာမိကပ်လင်းပြတာကနိုင်ငံကျော်မိကပ်ပညာရှင်ခင်ဆန်းဝင်းဖြစ်ပါတယ် မိခက်ခင်ဆောင်ဝင်းဆိုရာကမြန်မာနိုင်ငံမှာအတော်ဆုံးမိခက်ပညာရှင်တစ်ယောက်ပါသူမလိန်ပြေးလိုက်တဲ့မိခက်တိုင်းဟာအတော်လေးကိုကြီးကောက်ပြီးအမျိုးသမီးတိုင်းလှပတာဖြစ်ပါတယ်ဒါပေမဲ့လေတယောက်ဆောင်မုန်းရဲ့မင်္ဂလာဆောင်မှာတော့မိခက်ခင်ဆောင်ဝင်းပြင်ပြီးတာမှဟုံရဲ့လားတင်းတန်းစင်စမိခက်ဆရာပေါ့ဆာလိန်ပြေးထားတယ်လို့ဖြစ်နေတာမှန်ပါပဲဒီကြားရတဲ့တယောက်ဆောင်မုန်းကောင်းမှပန်းထားတဲ့သစင်ပန်းကတခြားစတုံးကတခြားဖြစ်နေတာပါ ဒါကြောင့်လေလူတွေကမိခက်ခင်ဆောင်ဝင်ကဖြစ်ခဲ့တဲ့ဆံမုံကိုပြင်လိုက်တာလားပညာပြလိုက်တာလားတကွပြလိုက်တာလားဆိုပြီးကောမန်နေမှာမှတ်ချက်ပေးနေကြတာပါအထူးသဖြင့်သရုပ်ဆောင်မုံကအိမ်တော်ရှိဘူးသူကိုယူလို့တကွပြလိုက်တာလားဆိုပြီးထင်ကြီးပေးနေကြတာပါဒါပေမဲ့တကယ်တော့မိခက်ခင်ဆောင်ဝင်လို့အမှုပညာလောကမှာနှစ်ပေါင်းများစွာနာမည်တစ်လုံးနဲ့ရပ်တည်ထားတဲ့ professional မိခက်ဆရာတယောက်ကဒီလို professional မဆန်တဲ့အပြုအမူမျိုးကိုမလုံးမကတော့အသေးချပါပဲ အခုဆုံးမက်ကက်ခင်ဆောင်ဝင်ကမုံကိုရန်အားနာမိတဲ့အကြောင်းကိုမီဒီယာတွေမှာဖြေခဲ့တာပါမေကခင်ဆောင်ဝင်းကအရင်ကသူမဟာတတို့သမီးမုံနဲ့အဆန်ဆန်ရှိကြောင်းဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာသူမနဲ့အရင်ဒီဆုံးမိတ်ဆွေတူဖြစ်တဲ့ဒီဇိုင်နာပြည်စုအောင်ကအခုကြီးတောင်းလာလို့မေကကိုကတုတ်ကရက်နဲ့အမြန်စီစဉ်ကမင်္ဂလာပွဲအမိလိမ့်ပေးလိုက်ရလို့အဆင်မပြေစိတ်တိုင်းမကျဖြစ်သွားကြောင်းမီဒီယာအင်တာဗျူးမှာဖြေလာတာဖြစ်ပါတယ် ဒါပြင်မိကခင်ဆောင်ဝင်းကသူမကသစဉ်ပန်းကိုလည်းအများကြီးပန်းခြင်းပေးမယ်အခက်30သားပန်းလိုက်ရလို့အားမရဘူးလို့ဆိုပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောမိကခင်ဆောင်ဝင်းကမုန်းကုန်မလာမပမိကပြင်ပေးလိုက်တဲ့ပုံမှာဘလို့မြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင် ရှိသမျှအားလုံးထုတ်ကမင်္ဂလာဆောင်ပြီးမှမွေးတော်လို့ဟန်နီမွန်မထွက်နိုင်တော့ဘဲငွေရှာနေကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွေမင်္ဂလာဆောင်ပြီးရင်ဟန်နီမွန်ထွက်ကြတာကတဘာဝပါဘိုင်တခွန်းနဲ့လင်းမြဖူလို့ဆုံးတွေဆုံးတူရကီထီအောင်သွားကြသလိုဝင်းမောင်ရွှေလိုဇနီးမောင်နှံဆိုရင်လည်းဥရောပထီတောင်ဟန်နီမွန်ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းမင်္ဂလာဆောင်ပြီးမယ်ဘယ်ကူမှဟန်နီမွန်မထွက်နိုင်တာကဟိဝင်းရဲ့နဲ့စုပြည့်တဲ့စင်တို့ဆုံးတွေပါ အခုဆုံးဟေးဝရံနဲ့စိုးပြေတစင်တို့ဆုံတွဲဟာမင်္ဂလာဆောင်ပြီးနောက်တရံမှာပဲရွှေဆိုင်ဖွံ့ဖွဲချုံညာတက်ပြီးငွေရှာရတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဟေးဝရံမိသားစုကတင်းငါးတောင်းချီတန်းနဲ့အင်ကြီးလက်ဖွဲ့လိုက်ကြောင်းဘလောက်တောင်ချမ်းသာကြွယ်ဝကြောင်းလူတွေကြားထဲမှာရေးပန်းစာနေပြီးမယ်။အခုတော့မင်္ဂလာပွဲပြီးကုန်းယုံကငွေရှာနေရတာကြောင့်တကယ်ချမ်းသာတာဟုတ်ရောဟုတ်ရဲ့လားဆိုပြီးလူတွေကဝေဖန်ကြတာပါ။ တချို့ကတော့ဟိဝိယံနဲ့စုပေတစင်ဟာမင်္ဂလာမဆောင်ခင်ကတည်းကရက်တကရွာတကလည်းကရှိုးဆိုနေရလို့လူပြောများနေတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပြည်သက်ချင်းတို့ရောဟန်နီမွန်မထွက်နိုင်တော့ပဲငွေရှာနေကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွဲပေါ်ဘလို့မြင်ကြလဲဆိုတော့ comment မှာရေးပေးသွားကြပါအောင်ရှင်။